္ဂလာပါရှင်ကျမလေးလေးမောင်မဒီဗီဗီရုပ်မြင်သံကြားရဲ့နေ့လယ်၁၂နာရီချိန်ရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါမြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြမှာဖြစ်ပါတယ်ရှင်နန်းကမ်းမြို့နယ်မှာလေပြင်းမုန်တိုင်းတိုက်ခိုက်မှုကြောင့်လူနေအိမ်ပျက်စီးမှုတွေရှိပြီးတော့ဒေသခံ90ကျော်အိုးမဲ့အိမ်မဲ့ဖြစ်ပွားနေကြောင်းသိရပါတယ်ပြီးခဲ့တဲ့၃ရက်နေ့ကတိုက်ခိုက်တဲ့လေပြင်းမုန်တိုင်းကြောင့်မူဆယ်ခရိုင်နန်းကမ်းမြို့နယ်လွယ်ရိုင်းအုပ်စုမန်းကောင်းရွာနဲ့စေလုံးရွာမှာ အမကစာတင်ကြောင်းတကြောင်းတာသနိကအဆောက်ဦးဘုံကြီးစွန်းစားဆောင်ဇေဒီတဆူနဲ့လူနေအိမ်16လုံးပျက်စီးဆုံးရှုံးခဲ့ပြီးဒေသခံ58ယောက်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။လေပြင်းကြောင့်အကူအညီတွေလည်းလိုအပ်နေပြီးဒီအခြေအနေမှာပြည်သူ့လွတ်တော်နဲ့မြို့သားလွတ်တော်ကိုလည်းတင်ပြထားကြောင်းဒေသခံတွေကပြောပြပါတယ်ရှင်။မလ31ရက်နေ့ကအဝိပလာနဲ့ပြည်လမ်းမပေါ်မှာလမ်းလျှောက်ခဲ့တဲ့အမျိုးသမီးကိုမယန်းကုန်းမြို့နယ်ရဲစခန်းကရဲအပ်ဥပဒေနဲ့ တရားဆွဲဆိုခဲ့ပြီးတရားရုံးကဒဏ်ငွေ50ကျပ်ဒဏ်ရိုက်ခဲ့ပါတယ်အဲ့ဒီအမျိုးသမီးအနေနဲ့ငွေရစေးဝါးသုံးဆွဲထားတာမတွေ့ရသလိုစိတ်ကျမ်းမာရေးလည်းကောင်းမွန်တယ်လို့မယန်းကုန်းမြို့နယ်ရဲစခန်းကပြောပါတယ်သူ့အနေနဲ့အခုလိုအဝတ်ပလာနဲ့လမ်းလျှောက်ရတာဟာမိသားစုအတွင်းအဆင်မပြေတာကြောင့်အခုလိုလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့မယန်းကုန်းရဲစခန်းကပြောပါတယ်ရွှေပြည်သားကကွန်ပျူတာတက္ကသိုလ်အနီးမှာလမ်းလျှောက်ခဲ့တဲ့အမျိုးသမီးကတော့စိတ်ဝေဒနာခံစားနေရတဲ့အမျိုးသမီးဖြစ်တဲ့အတွက်စိတ်ကျမ်းမာရေးစိတ်ယုံကိုပို့ဆောင် ကုသခဲ့တယ်လို့ရွှေပြည်သားလော်ကားရဲစခန်းကသိရပါတယ်ရှင်။မန်းလေးမြို့ပေါ်မှာလူရဲမှုခိုးယူမှုတွေများလာလို့လုံခြုံရေးပိုင်းအားနည်းလာတာနဲ့အေးအေးယူမှုပိုင်းမှာလိုအပ်ချက်တွေရှိနေတယ်လို့တိုင်းလွှတ်တော်မှာနေစဉ်မေးခွန်းနဲ့တကွအဆိုပြုတင်သွင်းမှုတွေရှိနေပါတယ်ဒီသတင်းကိုတော့တာယာကပေးပို့ထားပါတယ်ရှင်။ န္တလေးမြို့ရဲ့လမ်းမပေါ်မှာအုပ်စုလိုက်ဖြစ်စေတဦးချင်းကဖြစ်စေညာပိုင်းနဲ့နေကင်းတွေမှာပါပစ္စည်းလိုရမှုတွေခိုးယူမှုဖြစ်စဉ်တွေများလာလို့အရေးယူဆောင်ရွက်ပေးဖို့နဲ့မှုကင်းဖြစ်ပေါ်စေတဲ့အချက်တွေပါနှိမ့်မြန်စွာရော့ချအောင်ဆောင်ရွက်ပေးဖို့တိုင်းလွတ်တော်ကိုယ်စားလှယ်တချို့ကပြစ်စမအချင်းလွတ်တော်မှာမေးခွန်းတင်သွင်းတာနေပြုလုပ်ကြပါတယ်။မန္တလေးမြို့တော်စီမံသားနယ်ရဲ့ခွင်တို့နဲ့ချောင်းမြို့နယ်ရှိအဓိကကြတော့မိန်းလမ်းမှာတားနဲ့လူသွားအောင်လာတော့လမ်းသားတွေပြည့်စစ်ကြီးတိုင်းများရှိသည့်အတွက် ကိုဆိုလူရဲ့မြညာဖြစ်ပေါ်ရဲ့အင်းမြညာမှာညအချိန်သွားလာသည်ကသိုးရည်စိတ်များဖြင့်သွားလာကြပါသည်ကိုဆိုလူရဲ့မြညာသည်မော်လူကိုခွင်ကောင်းယူ၍လူများပေါင်းလာနေသည်ကြားမှာလူရဲ့ချင်းသားကိုကျူးလွန်နေကြပါသည်ကျောင်းရှင်ဆိုးရည်ကိုအဲ့ပတ်သက်လို့ကျွန်တော်တို့ညီမကိုဖြစ်ပါဒီမမနဲ့ရဲ့တဲ့ဖွဲ့ရဲ့တဲ့ဖွဲ့တာဝန်စားပြောရရင်အမှုကင်းဖြစ်တာကကျွန်တော်တို့ဒိဋ္ဌိနဲ့ဆိုရတယ် ညာပိုင်းလူရက်မှုဖြစ်ပွားတာအများစုကတော့လမ်းမီမရရှိတာတွေပါပါဝင်တာရဲလက်ကင်းတွေနဲ့ပါမှုနဲ့ရေရှည်ဆောင်ရွက်နိုင်ဖို့လိုအပ်တာတွေကြောင့်လွတ်တော်ကိုယ်စားလှယ်တွေကအလေးလာတွေ့ရှိချက်တွေကိုတင်ပြထားတာပါ။လုံခြုံရေးနဲ့နေဆက်ရဝင်းကြီးကမှုကင်းဖြစ်ပေါ်မှုနဲ့ဖြစ်ပွားနိုင်မှုအများဆုံးအခြေအနေတွေကိုအခုလိုပြောပါရစေ။ပြည်မှုကျူးလွန်မှုများကိုမှုများပြားလာရတဲ့အကြောင်းရင်းများမှာမှုကင်းဆိုင်ရာအသိပညာဘူးတုဒ္ဒေဝါခြင်းအလုတ်ကန်ရှားပါးခြင်းကြောင့် အလုတ်တဲ့များပြားပြီးစီဝါရေးအစဉ်တည်ခြင်းငွေရေးစေဝါသုံးသွဲသူလူငယ်များများပြားလာပြီးငွေကြေးလိုအပ်ချက်များပြားလာခြင်းပြည်ပနိုင်ငံများ၏အချင်းဆိုးများအားအတူယူကာပို့စုဖွဲ့၍သင်္ဘောကြောကြားစီမိုက်ကုန်ပြခြင်းမိမိအဖွဲ့အတွက်ငွေကြေးလိုအပ်ချက်များအားမတရားသောနည်းဖြင့်ရှာဖွေခြင်းလူပြတ်သောနေရာအလင်းရောက်ရှိသောနေရာများတွင်ပြစ်မှုအလွယ်တကူကျွလွန်လာခဲ့ရမှာ လူစီကားသည့်နေရာများသို့ထပ်မံကျူးလွန်လာခြင်းအယက်တေသာတော်စားမှုပုံပုံများကြလာပြီးမူရစ်သည်အမားမှန်ခွဲခြားဝေဖန်နိုင်မှုမရှိခြင်းများကြောင့်ပြမှုကျူးလွန်ခြင်းများပုံပုံများကြလာခြင်းဖြစ်ကြောင်းတွေ့ရှိရပါသည် မန္တလေးတိုင်းအတွင်အသုံးပြုတဲ့ရဲတပ်ဖွဲ့အင်အားမှာတစ်အချို1900ပြည်သူ1900ကိုရဲသားတအူးနှုံးကတာဝန်ယူဆောင်ရွက်နေတယ်လို့ဖြစ်တာကြောင့်အာဏာမှုရှိကြောင်းဆိုပါတယ်။လက်ရှိအချိန်မှာလည်းမန္တလေးမြို့ညပိုင်းအချိန်မှာလုံခြုံမှုမရှိတာကြောင့်ပြည်သူအများစုဟာစိုးရိမ်ထိတ်လန့်မှုတွေနဲ့ရင်ဆိုင်သွားလာနေရတော့ဖြစ်တယ်လို့ဒေသခံတွေကမှတ်ချက်ပြုပြောဆိုပါတယ်။ကျွန်မကတားရပါရှင်။ Edidex အထယ်တွေကိုချုပ်တဲ့ ထောင်းထိုင်းတက်စ်အထည်ချုပ်စေယုံကအလုတ်သမား300ကျော်ဟာတကြံရုံးပရက်ကိုအလုတ်ရှင်က9ရက်သားတရားဝင်သတ်မှတ်ပြီးတာကြောင့်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။အလုတ်ရှင်ဘက်ကတကြံရုံးပရက်ဆက်ရက်ပေးပေမဲ့လုတ်သက်ခွင့်နဲ့အခြားခွင့်ရတွေကနေအစားထိုးခွင့်9ရက်ပြန်ဖြတ်တောက်တဲ့အတွက်ပြက်ကလေးမှာပါတဲ့ရုံးပရက်အတိုင်းပိတ်ပေးဖို့ဧပြီလ3ရက်နေ့ကစပြီးဆန္ဒပြခဲ့ကြတာပါ။အဲ့ဒီစေယုံမှာလုတ်သက်၄နှစ်ခန့်ရှိသူတွေတောင် အနေဆုံးလောက်ခလစာ3600ကျပ်ပဲရတဲ့အတွက်အလုသမားတွေကိုကျွမ်းကျင်ကြီးတစ်နှစ်တထောင်ပေးဖို့အလုသမားတဦးအလုမစင်းလို့ရှိရင်အခြားသူတွေစီကနေလစာငွေဖြတ်တောက်ခြင်းမလုပ်ဘူးလောက်သက်နှစ်အလိုက်လောက်သက်ခန်းစား권ငွေတထောင်ပေးဖို့ထောက်ပံ့ခြင်းငွေတထောင်ခွဲပေးဖို့အလုသမားတွေအတွက် ferry season ပေးဖို့လုပ်ငန်း권အတွင်းစကပြန်ထားပေးဖို့စတဲ့အချက်16ခုကိုအလုသမားတွေကတောင်းဆိုထားပါတယ်ရှင် မြေပြည်တော်နဲ့တိုင်းနယ်ပြည်နယ်တွေမှာပြီးခဲ့တဲ့မလအတွင်းကလောင်ကစားမှု268မှုဖြစ်ပွားခဲ့ကြောင်းရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ဒါကြောင့်တရက်ကိုလောင်ကစားမှု10မှုဖြစ်ပွားကြောင်းတွေ့ရပါတယ်။ဒီလောင်ကစားမှုတွေထဲမှာရန်ကုန်က64မှုနဲ့အများဆုံးဖြစ်ပွားပြီးပဲခူးတိုင်းက48မှုနဲ့ဒုတိယအများဆုံးဖြစ်ပွားခဲ့ပါတယ်။ဒါအပြင်ဒီလောင်ကစားမှုတွေကနေလက်ကင်ဖုံး100တလုံးစံကဲ55စီးဂိမ်းဆက်3လုံးထိုင်းဘတ်ငွေ4420လောင်ချင်းငွေ က်သိန်း260ကျော်ဖမ်းဆီးရမိခဲ့ကြောင်းရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်ရှင်။တကြံယုံပိတ်ရက်အတွက်ကားလက်မှတ်တွေကိုဈေးမြင့်ရောင်းချတာတွေရှိနေတယ်လို့ခရီးသည်တွေကပြောပါတယ်ဒီသတင်းကိုတော့စိုးမအောင်ပေးပို့ထားပါတယ်ရှင်။တင်ညာညုံမရက်မတိုင်ခင်အပီလာ6ရက်ကနေစနေနေ့တွင်သွားမဲ့ခီးစရီတွင်တချို့ကားဂိတ်တွေမှာရင်းစင်းရတွေကိုပုံမှန်ဈေးတက်မြင့်တင်ရောင်းချတာတွေရှိနေပါတယ်။ အခုနှစ်ကစားပြီးတင်းညာရုံပေးရက်ကိုအရင်ဆယ်ရက်ကနေ9ရက်တက်မှတ်လိုက်တာကြောင့်နေရက်ပြောင်းမဲ့ခီးသက်တွေတွေကာလမတ်တွေဝယ်ယူဖို့အခက်အခဲတွေဖြစ်ခဲ့တာပါကာလမတ်တွေကိုဝေဘေးကောင်းဝင်းတွေမှာမလကနေအပီလနေရက်နဲ့တွင်ကြိုတင်ရောင်းချခဲ့တာကြောင့်အခုရက်တွေမှာကာလမတ်တွေဝယ်ယူလို့မရတော့ဘူးလို့ခီးသက်တွေကပြောပါတယ်ဆယ်ရက်ဆက်တရက်နောက်ပိုင်းမှာဟိုဟာကာလမတ်တွေကားတွေမတရားကျန်နေတော့ဆယ်ရက်ဆက်တရက်မှာအခုဆိုရင်6ကြော်ပတော့6ကြော်တော့သွားဟိုမှာအခုကာလမတ်အခုလဲဖြတ်နေရပါတော့ ကားခွင်းထဲကိုလည်းတော့အနှံ့နေပြီမှာအဲလဲပြနေအောင်မှာဘဲကားမှာမရဘူးဆဲဆက်တက်မှာတော့ကြက်နေဟာလက်ကြီးအခုကားလက်မကဖျက်မရသေးဘူးကဘာမှမသိသေးဘူးတောင်းတုံတောင်း6000တောင်းတာရှိတယ်အခုချိန်ထိအရင်ကဘယ်လောက်ရှိလဲတောင်းနေတော့ကားလက်မတွေမှာရင်လုံချတင်တန်ဖို့မရထားပဲခီးစက်တွေစီကနေပုံမတောင်းခဲ့တာတွေလောက်ခဲ့တယ်လို့ခီးစက်တွေကပြောပါတယ်အရင်ကရန်ကုန်မြို့ကနေပြည်မြို့ဒီလက်မတစောင်းကိုငွေကျပ်9000ပေးရပေမဲ့ အခုနှစ်မှာတော့ငွေကြေး၈တောင်အထိပေးရတာကြောင့်ယင်းနှစ်တင်းကြံတဲ့ပုံပြီးပေးရတယ်လို့ခီးတဲ့တချို့ကဆိုပါတယ်။ရန်ကုန်မန္တလေးကားလမ်းမတွေကိုလည်းတင်းကြံရုံးပေးရဖြစ်တာကြောင့်ငွေကြေး၂တောင်အထိပေးဝဲရတာတွေရှိနေပါတယ်။တချို့ကားကြီးတွေမှာတော့ပုံမှန်စင်းတို့အတိုင်းသာဖော်ပြထားပြီးအပီလာ၆ရက်ကနေစနေရက်နေ့သွားမဲ့ခီးတဲ့တွေအတွက်မှတ်ပုံနေတဲ့ဝယ်ယူသူကသာရောင်းချပေးတာလို့ဒီလိုင်းတစ်ခုကဆိုပါတယ်။ယင်းနှစ်တဲ့ဆိုင်တော့ဒီနှစ်ကတော့ဘာကျော်ခီးတဲ့ကလည်းပူညားတယ်ဗျ။ဘာပြောလဲဆိုတော့သူတွေက ီတကြံမှာပေါ့နော်သူတို့ပိတ်ရက်ညတော့မိသားစုတွေစီပြန်ရင်ရတယ်လေပြန်တော့လေသူကလက်မှတ်တွေလာဝယ်ကြတာပေါ့နော်ဒါဟိုကျွန်တော်တို့မှာတရက်ကိုတစ်စီးလုံးဆိုတော့55ယောက်အဲ့အတွက်ကိုတော့ညှိပြီးတော့ရောင်းရတာပေါ့သူတို့ဒီမှာကျွန်တော်ဒီမှာရင်းစည်းကတော့ဒီမှာချိန်ထားတဲ့အတိုင်းပဲအထူးကားကတရက်ကို2500ပြီးတော့လက်မှတ်ကိုကျွန်တော်တို့ကကျွန်တော်တို့ဂိတ်မှာပဲရောင်းတယ်အပြင်မှာပေးတဲ့လက်မှတ်တွေလုံးဝတာဝန်မယူဘူးရောင်းလည်းမရောင်းခိုင်းဘူးပြင်မှာ အောင်မင်္ဂလာဝင်းပြည်ကောင်းဝင်းတွင်ကားတချို့ရင်လိုင်းတွေဟာအပြည်သားစနေနေ့တည်သာပြည့်စွဲမှဖြစ်ပြီးတင်းကျပ်ရဲ့အတွင်ပြည့်စက်မဲ့ရင်လိုင်းတချို့လည်းရှိတယ်လို့ဆိုပါရတယ်။တင်းကျပ်ရုံပိတ်ရပြန်မဲ့ခီးစက်တွေဟာရုံပိတ်ရနေတာကြောင့်ခုရက်ကနေစပြီးပြန်လာလို့ရှိပေမဲ့အပြည်သား6ရက်ကနေစနေရဲ့အတွင်တိုတင်လက်မှတ်မာယူသူအများဆုံးဖြစ်နေတယ်လို့လက်မှတ်ရောင်းဆိုင်တချို့ကပြောပါရတယ်။ရန်ကုန်တိုင်းကဒီတေဘုတ်ဆောင်ရဲ့ကြီးကြပ်မှုအာဏာပိုင်အဖွဲ့အဝေးပြေးကနေ အဝေးပြေးရင်လိုင်းတွေအနေနဲ့တင်းကြံရဲ့အတွဲရင်စည်းကားတွေကိုတိုးမြင့်ကောက်ခံခြင်းမလုပ်ဖို့နဲ့လိုင်းနာမှုမရှိရင်ထိရောက်စွာအရေးယူမယ်လို့ရပန်ရှင်တွေကိုမလ24ရက်နေ့ကအတိပေးစာပေးပို့ထားပါတယ်ကျွန်တော်ကဆိုမှုပါပါတကြံတန်ကြပ်ပြိုင်ပွဲဆွဲဆောင်ပြိုင်ပွဲတာဝန်ယူထားတဲ့သူတွေဟာတကြံရဲ့နှစ်သာရကိုတက်သည့်နားလေတဲ့သူတွေဖြစ်ဖို့လိုအပ်တယ်လို့တန်ကြပ်အဖွဲ့ခေါင်းဆောင်တွေကပြောဆိုလိုက်ပါတယ်လင်းဆက်အောင်သတင်းပေးပို့ထားတာပါရှင်တကြံတန်ကြပ်အသင်းတွေနဲ့ ဆွဲဆောင်သင်းတွေကိုပြိုင်ပွဲပြုလုပ်ပေးပြီးအမှတ်ပြစ်ဆုံးပြနေတဲ့တချို့တိုင်တွေက ကြံအကြောင်းကိုမသိတဲ့သူတွေပါဝင်နေတာရှိတယ်လို့တန်ကျက်အဖွဲ့ခေါင်းဆောင်တွေကပြောပါတယ်။ဒါကြောင့်မြမရွာရင်ကျင်းမှုတစ်ခုဖြစ်တဲ့မဟာကြံပွဲတော်မှာလကြံနဲ့ပတ်သက်တဲ့တန်ကျက်အသင်းတွေဆွဲဆောင်အသင်းတွေအဲ့ဒီအသင်းတွေမှာတာဝန်ယူဆုံးဖြတ်ပေးနေတဲ့သူတွေဟာလကြံရဲ့အနှစ်သာရကိုနားလည်တဲ့သူတွေဖြစ်ဖို့လိုအပ်တယ်လို့သာဓုပါဗျာတန်ကျက်အဖွဲ့ခေါင်းဆောင်ဖြစ်သူလူရှင်တော်မေတ္တာက ပြောဆို လိုက်ပါတယ်။ အဲ့တကြံတင်းကြံတန်ကြတောင်းရန်ဆိုတာဟာကျွန်တော်တို့အတေးမှာပဲဖြစ်ဖြစ်မန်းတက်မှာပဲဖြစ်ဖြစ်အုတ်ချုံကြီးဆိုင်ရာမှာတင်းကြံစီစစ်တဲ့သူပဲဖြစ်ဖြစ်အဲ့တင်းကြံတန်ကြရဲ့အမြင့်တာရကိုနားလေပြီးတော်သူများဖြစ်ရင်ပုံပြီးကောင်းပါလိမ့်မယ်လို့ကျွန်တော်ကအကြံပြုချင်တာပါအပြစ်မဟုတ်ဘူးနော်ကျွန်တော်ပြောလိုက်တာကိုအပြစ်လို့လည်းမမြင်ဘူးကျွန်တော်ကအကြံပြုတာတကြံ message ပို့ပြီးတိုးတက်လာအောင်ပြောရစလား တန်ကျက်အသင်းတွေနဲ့ဆွဲဆောင်အသင်းတွေကိုစုပေးဖို့အမှုပညာတက္ကသိုလ်နဲ့ပညာရေးဝန်ကြီးဌာနကပါမခချုပ်တွေမြန်မာနိုင်ငံရုပ်ရှင်သဘင်ဂီတအစည်းအဝေးကတာဝန်ရှိသူတွေနဲ့ကော်မတီဖွဲ့ထားပါတယ်။အဲ့ဒီအဖွဲ့ကမလိုက်မှာကိုမစိုးရင်ပါနဲ့လို့လေမဟာတကြံတန်ကျက်စစ်စစ်ကြက်မဲ့ရေလုံငန်းကော်မတီဥက္ကဋ္ဌဖြစ်သူကပြောပါတယ်။တန်ကျက်စုပေးတဲ့အဖွဲ့ရှိတယ်။အဲ့ဒီမှာဒါကော်မတီဖွဲ့ထားတဲ့အဲ့ကော်မတီကအမှတ်ပေးပြီးတော့ဒါစုပေးပါလိမ့်မယ်။ ဒီအားလုံးက just and equity ဖြစ်အောင်လုပ်ပါပဲเนาะမစိုးရိမ်ပါနဲ့เนาะမမှန်မကန်တိတ်တစ်ဖက်ဆောင်းနေလုပ်ရင်လည်းတိုင်းလို့ရတယ်လေဟုတ်တယ်မလားကျွန်တော်တို့ဒါအားလုံးကပြန်သုံးသပ်ပါပဲเนาะမဟုတ်တန်းတရားလုပ်တဲ့ခင်မဟုတ်တော့เนาะလုပ်လို့လည်းမရဘူးလကြံတန်ချက်နဲ့လကြံတချင်းစာသားတွေကိုစစ်စည်းအဖွဲ့ကိုတင်ပြပြီးမှဖျော်ဖြေရမယ်ပြိုင်ပွဲဝင်ရမယ်လို့ရန်ကုန်မှာတကြံတချင်းတန်ချက်စစ်စစ်ကျက်မရေလုပ်ငန်းကော်မတီကတရားဝင်ထုတ်ပြန်ထားပါတယ်ဒါပေမဲ့ တချို့နာမည်ကြီးတန်ကျက်အဖွဲ့တွေကစစ်စည်းအဖွဲ့ကို မတင်ဘဲနဲ့ကြံမှာဖိတ်ကြထားတဲ့မန်တော်တွေကိုလိုက်ပြီးတန်ကျက်ဖျော်ပြရေးတွေပြုလုပ်သွားမယ်လို့လည်းအပြာရဲ့အနီတန်ကျက်အဖွဲ့ခေါင်းဆောင်ဥက္ကမင်းထက်ခပြောပါတယ်ကျွန်တော်ကလင်းဆက်အောင်ပါမွန်ပြည်နယ်မှာကြံကာလအတွင်းအလံများတက်ဆင်ပြီးအုပ်စုဖွဲ့ဆိုင်ကယ်တွေမောင်းနှင်တာတွေမလုပ်ဖို့ပြည်နယ်အစိုးရအဖွဲ့အာဏာပြီးတော့ဒေသန္တရအမိန့်ထုတ်ပြန်ထားပါတယ်။ကြော်ဆိုးသတင်းပေးပို့ထားတာပါရှင်။ ။မွန်ပြည်နယ်ရှိမြို့နယ်ဆယ်မြို့နယ်မှာအခုနှစ်တကြံကာလအတွင်းအလံတွင်တက်ဆင်ပြီးအုပ်စုဘွဲ့ဆိုင်ကမောင်းနေလို့ရေပက်ကန်ထွက်ရင်ဖန်စီရေးရီဖို့မွန်ပြည်နယ်ဆိုရဖွဲ့မှဧပြီလ၄ရက်နေ့ကစပြီးဒေသန္တရအမိတ်ထုတ်ပြန်ထားပါတယ်။အဆိုပါဒေသန္တရအမိတ်ကိုမလ28ရက်နေ့အစိုးရအဖွဲ့အစည်းကဆုံးဖြတ်ထားတာဖြစ်ပြီးခရိုင်မြို့နယ်ရက်ကြီးအုပ်ချုပ်ရေးအဖွဲ့အစည်းသူတည်ထံပေးပို့ပြီးပြည်သူတွေသိရှိနိုင်ဖို့ထုတ်ပြန်သွားမှာပါအဲ့တော့အလန်နေထောင်မြို့မှာမရှိရဘူးဆိုတဲ့စီကံကိုကိုတို့ ါထည့်သွင်းစဉ်းစားရတဲ့အချက်ကလည်းအလံထောင်းနေဆိုတဲ့ကအလံကလက်မှချီထားတာမဟုတ်ဘူးဟုတ်လားအဲ့တော့အလံထောင်းနေဆိုတဲ့ကအဲ့ထောင်းတဲ့ပစ္စည်းကလူအန်ရဖြစ်နေတယ်ခိုင်ရဖြစ်ပွားဖြစ်နေတဲ့ဟာတခုဖြစ်လာပြီဒါကြောင့်အလံထိုင်မှုတော့မှဟာလားအလံထောင်းပြီးတော့မှစီးနေခြင်းမပြုတ်ရဘူးဆိုတော့စီကန်း ြံကာလရောက်ပြီဆိုရင်မော်ပြည်နယ်ကချို့သောလူငယ်လူရွယ်အမျိုးသားအမျိုးသမီးတွေဟာအုပ်စုတွေဖွဲ့ပြီးတူညီဝတ်စုံတွေဝတ်ဆင်လို့ဆိုင်ကယ်မောင်းနေပြီးရေပက်ခံထွက်လိရှိပါတယ်။အနည်းဖြူမဲအမျိုးမျိုးသောအယောင်တွေနဲ့အမှတ်သားတွေကိုအလံတဖွဲ့ပြုတ်လုပြီးရေပက်ခံထွက်ကြတယ်လို့တန်တုပ်တက်တာတုပ်ချင်းကျူဓာတူဓာရှိအမျိုးမျိုးသောလက်နက်ကိရိယာတွေဆောင်ပြီးတော့လဲရေပက်ခံထွက်တတ်ကြတာပါ။အရင်ရင်အစိုးရလက်ထက်အဆက်ဆက်တွေတုန်းကလည်းကြံကာလရောက်ပြီဆိုရင်အခုလိုဒေသနာအမိတ်တွေထုတ်ပြန်ခဲ့ပြီးမဲ့လဲ လက်ဘက်သူချိုးအစုဖွဲ့တွေကတော့ဒေါက်တာလက်နဲ့ကရိယာမျိုးစုံကိစ္စံပြီးရေဘက်ခံထွက်မြဲဖြစ်ပါတယ်။မော်ပြည်နယ်ရဲတပ်ဖွဲ့မှလည်းထိရောက်စွာနိုင်တဲ့အရေးယူနိုင်ခြင်းမရှိခဲ့ပါဘူး။၂၀၁၃ကြံကာလတုန်းကလည်းမော်ရွယ်မြို့နယ်မှာအုပ်စုဖွဲ့လူငယ်တွေနဲ့လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေအချင်းများကြပြီးရဲအယားရှိတွေထံမှလက်နက်လူယူထွက်ပြေးခဲ့တဲ့တာဒကတွေရှိခဲ့ပါတယ်။အဲ့ဒီဖဲ့ပြီးတော့ဆိုင်ကယ်လေးနဲ့မောင်းနေကြတော့ဒါတွေကတော့ကြုံရတာကြုံရမယ်ဆိုတော့ ကျွန်တော်တို့မော်လမြိုင်မြို့တွေကိုဝင်လာရအောင်ကျွန်တော်တို့အဓိကအားဖြင့်အခုတော့တောင်ကြီးရဘက်ကလည်းနည်းနည်းဒီတာတို့လေးကိုဒီတာတို့ဝိုင်းဝန်းပြီးတော့ပါနော်အဲ့ချွေရေးဖွဲ့ရေးပါရည်ရတာဖွဲ့ကြရတော့ဒါလည်းသက်ဆိုင်တဲ့ဖွဲ့ပါလေအခုတော့ကဒီတာကိုနည်းနည်းဖြိုတင်ရရှိရတဲ့တည်င်းရမှတ်တော့တာတာနဲ့ကချင်းချုပ်ဒီလိုဆိုတဲ့ ွန်ပြည်နယ်အစိုးရဖွဲ့ကထုတ်ပြန်လိုက်တဲ့ဇဂျန်ကာလတွင်လုံခြုံဘေးကင်းမှုအတွက်စီကံကျန်း15ကျပ်ပါတဲ့ဒေသနာအမိတ်ကိုအကောင့်ထည့်ပေါ်ဖို့ဧပြီလကစပြီးဇဂျန်အကျိုးနည်းအထိအသိပညာပေးတွေလှုပ်ဆောင်သွားမှာပါဒကြံကာလာရောက်ပြီဆိုရင်တော့စီကံချုပ်ပေါက်သူတွေကိုအေးအေးယူမှဖြစ်ပြီးဒကြံပြည်ရင်တော့အထူးတရားရုံးတွေဖွင့်လွှဲလို့ဆက်လက်အေးအေးယူသွားမှာဖြစ်ပါတယ်။မော်ပြည်နယ်မှာအထူးသဖြင့်ပြည်နယ်မြို့တော်မော်ဒမဲဒကြံမှာဆိုရင်အုပ်စုဘွဲ့ ုဒ္ဒါလက်နဲ့ကိုင်ဆောင်ပြီးရေပက်ခံထွက်လိရှိကြတဲ့အတွက်မိသားစုလိုက်ရေပက်ခံထွက်သူတွေနဲ့တာမန်ရေသမင်ဆွနေသူတွေအနေနဲ့စိုးရင်ထိလက်နေရဆဲပါပဲကျွန်တော်ကျော်စိုးမော်လမြိုင်ကနေသတင်းပေးပို့ထားပါတယ် DVB ရုပ်မြင်သံကြားရဲ့နေ့လယ်၁၂နာရီချိန်ရရှိထားတဲ့သတင်းတွေကိုရှုစားခဲ့ကြရတာပါနေ့လယ်၁၂နာရီမှာလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြစ်ဆိုပြီးတင်ဆက်ပေးသွားအောင်ပါကျွန်မလေးလေးမောင်မကျေးဇူးတင်ပါတယ်ရှင် မင်္ဂလာပါရှင်ဧပြီလ9ရက်နေ့မနက်ပိုင်းရရှိထားတဲ့မိုးလေဝသအခြေအနေတွေကိုကျွန်မရုံးရက်ဒီကနေ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ဒီကနေ့မနက်ပိုင်းရရှိထားတဲ့ပုံကြီးရဲ့အခါမှာတော့ကပလီပင်လယ်ပြင်မင်္ဂလာပင်လယ်အော်တောင်ပိုင်းမှာတိမ်အသင့်တက်ဖြစ်ထွန်းနေပြီးတော့ကြံမင်္ဂလာပင်လယ်အော်မှာတော့တိမ်အနှဲငယ်ဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့မြောက်ပိုင်းဒေသတွေနဲ့တောင်ပိုင်းဒေသတွေမှာတိမ်အသင့်တင့်ဖြစ်ထွန်းနေပါတယ်။ကြံဒေသတွေမှာကတော့တိမ်နှင်းငယ်ဖြစ်ထွန်းနေအောင်တွေးရပါတယ်ရှင်။ ဆက်လက်ပြီးလေတက်ခတ်နိုင်မှုခံမှန်းချက်ကတော့ရခိုင်ကမ်းရိုးတန်းမှာတနားရီကို15မိုင်ရနေ18မိုင်နှုန်းနဲ့မြို့ဝကျွန်းပေါ်မော်နဲ့တနင်္လာရီကမ်းရိုးတန်းရှောင်းမှာတော့တနားရီကို10မိုင်ရနေ12မိုင်နှုန်းတက်ခတ်နေပါတယ်မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေရဲ့မိုးလေဝသခန့်မှန်းချက်တွေနည်းနည်းကတော့ပသိမ်၊မကွေးနဲ့ပဲခူးမြို့တွေမှာနေသားနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ရန်ကုန်မှာကတော့တိမ်အနေငယ်ဖြစ်ထွန်းနိုင်ပါတယ်။စစ်တွေ မော်လမြိုင်ဖန်နဲ့တဝယ်မြို့တွေမှာတော့မိုးရွာသွားနိုင်ပြီးတော့နေရာကွက်ကြားကနေနေရာကျကျမိုးနဲ့ငယ်ရွာသွားနိုင်ပါတယ်ရှင်။မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေရဲ့မိုးနေ့ဝတ္တခမန်းချက်တွေနည်းနည်းကတော့ဟာခာ၊မုံရွာ၊မြကြီးနာ၊မန္တလေး၊လာရှိုး၊တောင်ကြီး၊ဟဲဟိုးနဲ့လွိုက်ကော်စတဲ့မြောက်ပိုင်းဒေသအားလုံးဒီဘက်မှာတော့မိုးရွာဖို့အလားအလာရှိနိုင်ပါတယ်။မန်လေးမှာနေရာကကြားနေတဲ့ဂျန်နီသားတွေမှာတော့နေရာကျကျမိုးရွာသွားနိုင်တယ်လို့ခန့်မှန်းထားပါရဲ့ရှင်။ မိုးအေးချိန်ခံမဲ့ချက်တွေနေနေရတော့ကချင်ပြည်နယ်စကိုင်းတိုင်းထပ်ပိုင်းချင်းပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်တနင်္လာရီတိုင်းဒေသတွေမှာ20မီလီမီတာကနေ60မီလီမီတာလောက်ရွာသွန်းနိုင်ပါတယ်ရှင်နေပူချိန်ခံမှန်းချက်ကတော့ကချင်ပြည်နယ်စကိုင်းတိုင်းထပ်ပိုင်းချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မှာ24ဒီဂရီစင်နင်ဂရိတ်ကနေ33ဒီဂရီစင်နင်ဂရိတ်လောက်မြင့်တက်နိုင်ပါတယ်။ကြံဒေသတွေမှာတော့34ဒီဂရီစင်နင်ဂရိတ်ကနေ40ဒီဂရီစင်နင်ဂရိတ်လောက်မြင့်တက်နိုင်ပါတယ်ရှင်။ မြန်မာပင်လယ်ပြင်ခံမှန်းချက်ကတော့မြန်မာပင်လယ်ပြင်မှာလှိုင်းအနှင်းငယ်ကနေလှိုင်းသင်းတွေရှိနေပါတယ်။ရခိုင်ကမ်းရိုးတဲ့လျှောက်မှာတုံးပင်ကနေနှစ်ပေကြံကမ်းရိုးတဲ့ဒေသတွေမှာတစ်ပေလောက်မြင့်တက်နိုင်ပါတယ်ရှင်။မန္တလေးမြို့နဲ့ညီတိုင်းငရဲစာခံမှန်းချက်ကတော့ကြသာရီနဲ့လာမဲ့တနင်္လာနေ့မှာမိုးရွာသွန်းနိုင်ပြီးတော့ကြံရက်တွေမှာတော့တိမ်နှင်းငယ်ဖြစ်ထွန်းနိုင်ပါတယ်ရှင်။ ရန်ကုန်မြို့နယ်နီးတွိုက်ခံမှန်းချက်ကတော့လာမယ့်ရှေ့လေးရက်လုံးမှာတိမ်နှင်းငယ်ဖြစ်တွန်းနိုင်ပြီးတော့တနင်္လာနေ့မှာတော့မိုးရသွန်းနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။နေပြောနဲ့နီးတွိုက်ခံမှန်းချက်ကတော့ကျစားရီးနေ့မှာ တိမ်နှင်းငယ်ရနေတိမ်အသင့်တက်ဖြစ်တွန်းနိုင်ပြီးတော့ကြက်ရက်တွေမှာမိုးရသွန်းနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။ဆက်လက်ပြီးတော့အာရှဒေသတွေမှာရှိတဲ့မျိုးကြီးရဲ့မိုးလေဝသအခြေအနေတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ကျေးဇူးများရတယ်ပါရှင်။